ေဒါကြောင့်မလို့အကရိယဒိဋ္ဌိကုသကံအကုသကံဆိုတာလုံးလို့မရဘူးလို့ကံကိုညင်းပယ်တဲ့အမြင်တစ်ခုဟာဒါနိယတမိစ္ဆာဒိဋ္ဌိဖြစ်တယ်။နောက်တစ်ခုကပါလဲလို့ဆိုလို့ရှိရင်နတ္ထိကဒိဋ္ဌိနတ္ထိကဆိုတာမရှိဘူးလို့ယူဆတဲ့ဒိဋ္ဌိအမြင်မရှိဘူးလို့သူပြောတာဆယ်ချက်ရှိတယ် အဲ့ဒီဆယ်ချက်နဲ့ပတ်သက်ပြီးတော့ရင်းကွယ်တဲ့အယူဆအယူဝါဒသူကဘာကိုညင်းတာတော့ဆိုကံရဲ့အကျိုးတရားကိုမရှိဘူးလို့ညင်းတာအဂရိယဒိဋ္ဌိကကံကိုညင်းပယ်တယ်နတ္ထိကဒိဋ္ဌိကကံရဲ့အကျိုးတရားကိုညင်းပယ်ဒါမို့အဂရိယနတ္ထိကဒိဋ္ဌိဝိပါကံပฏิပါတိ နတ္တိကဒိဋ္ဌိသည်ကံရဲ့အကျိုးတရားကိုတားမြစ်တယ်ကံရဲ့အကျိုးတရားကိုလက်မခံဘူးကောင်းတာလုပ်လဲကောင်းကျိုးမရဘူးမကောင်းတာလုပ်လဲမကောင်းကျိုးမရဘူးဟုတ်လားကံရဲ့အကျိုးကိုလုံးဝလက်မခံအဲ့တော့ကံနဲ့ကံရဲ့အကျိုးကိုဒီလိုညင်းပယ်တဲ့မိစ္ဆာဝါဒဒီနှစ်ခုကအဂရိယဒိဋ္ဌိနဲ့နတ္တိကဒိဋ္ဌိပဲတဲ့ အဲ့ဒီအဂရိယနဲ့ဒိဋ္ဌိအဂရိယဒိဋ္ဌိနဲ့နတ္တိကဒိဋ္ဌိကိုလက်ခံထားတဲ့ပုဂ္ဂိုလ်တယောက်ဆွဲဆွဲမြဲမြဲစိတ်ထဲမှာနှလုံးတုံးတုံးချပြီးတော့ယုံကြည်ဆုံးဖြတ်တဲ့ပုဂ္ဂိုလ်တယောက်ဟာနိယတမိစ္ဆာဒိဋ္ဌိကနိယတမိစ္ဆာဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်ဖြစ်သွားတယ်နောက်တစ်ခုကဘာလို့ဆိုရင်အာဟိတုကဒိဋ္ဌိအာဟိတုကဆိုတာ အကြောင်းတရားမှန်မှန်များကိုညင်းပယ်အကြောင်းတရားကိုညင်းပယ်တယ်ဆိုတဲ့နေရာမှာသူကကံကိုလည်းညင်းပယ်တယ်ကံရဲ့အကျိုးတရားကိုလည်းညင်းပယ်နှစ်ခုစလုံးကိုညင်းပယ်တယ်လို့ပြောအဟိတုကဆိုတာအကြောင်းမရှိဘူးလို့အကြောင်းကိုညင်းပယ်တဲ့ဝါဒအဲ့ဒီဝါဒဒီအယူဆ၃မျိုးစလုံးဟာညတမေချတယ်လေးတွေရှိပဲအမှန်တမ်းမှာ ဆိုးဝါးပြီးတော့အပြစ်ကြီးလာတဲ့ဒိဋ္ဌိယတနာတွေမှာထက်သွင်းရတဲ့မိစ္ဆာဒိဋ္ဌိတွေ။အင်တာမအနိယမိမိရဲ့ဘဝရဲ့တိုးတက်လမ်းကြောင်းကိုအနိယပြုနိုင်တဲ့ဘယူဆတယ်လို့မြတ်စွာဘုရားကဒီလိုဟောတယ်။အဲ့ဒီသုံးမျိုးတည်းကတခုလက်ခံလိုက်တာနဲ့တရားနဲ့ညေတာမိစ္ဆာဒိဋ္ဌိဖြစ်တာ။ဘယ်ဟာပဲလက်ခံလက်ခံ အဲ့ဒီထက်မဲ့အကျိုးတရားကိုညင်းပယ်တဲ့တတိကဒိဋ္ဌိဆိုတာဒီနေ့ခေတ်မှာပြောလို့ရှိရင် materialism လို့ပြောရုပ်ဝါဒသမားတယ်။ခိုင်းယူလုံးခံ။ပြီးရင်ဘာမှမဖြစ်ဘူးလို့ဥစ္စေတဝါဒအဲ့ဒါလို့အဂရိယဒိဋ္ဌိနတ္ထိကဒိဋ္ဌိအဟိတုကဒိဋ္ဌိတဲ့ ဒီဒိဋ္ဌိ၃မျိုးကိုမြေတ္တမိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်။အဲ့ဒီ၃မျိုးကိုလက်ခံထားတဲ့ပုဂ္ဂိုလ်တယောက်ကိုမြေတ္တမိစ္ဆာဒိဋ္ဌိကကလေးတစ်လုံးပို့ပြီးတော့ခေါ်တယ်။မိစ္ဆာအယူရှိသူလို့အဓိပ္ပာယ်ဒိဋ္ဌိဆိုတာသူ့ရဲ့အမြင်ဒိဋ္ဌိကဆိုတာအမြင်ရှိသူအဲ့ဒီအမြင်ရှိသူအာ ဘဝကနေလွတ်မြောက်ဖို့ဆိုတာအမတန်မှဝေးတယ်ရေကုန်ရတဘဝတော်ဥထာဏလက်တိတဏျာဝကလွတ်ဖို့ဆိုတာရေကုန်ရအားဖြင့်သူ့မှာမရှိဘူးကဲဒါဖြင့်နိယတမိစ္ဆာဒိဋ္ဌိနဲ့ပတ်သက်ပြီးတော့လေးစရာလေးတော့တစ်ခုရှိတယ်ဒီဘဝမှာဒီဝါရကိုလက်ခံပြီးတော့ကျင့်နဲ့နှိမ့်ချစွာဒီဝါရကိုလက်ခံထားတဲ့ပုဂ္ဂိုလ် နိယတဖြစ်တာဆိုတာဘဝတိုင်းနိယတဖြစ်တာလားလို့ဆိုဘဝတိုင်းနိယတဖြစ်တာတော့မဟုတ်ဘူးအခုဒီဘဝလက်ခံလိုက်လို့ရှိရင်နောက်ဘဝမှာသူကငရေကြဖို့သိကြတာဒါပြောတာနော်အဲ့တော့နောက်ဘဝနောက်ဘဝတွေရောသူကဒီဝါရကိုဆက်ပြီးလက်ခံလားလို့ဆိုတော့ရေပုံရအချင်းခြုံငုံပြောမယ်ဆိုလို့ရှိရင်အာသေဝနပစ္စည်းဆိုတာရှိတယ်လူတွေမှာအလေးချင်းရလာလို့ရှိရင် ဒီအလေးချင်းမှာဆွဲမြဲသွားတယ်။ဆွဲသွားတယ်ပေါ့နော်။ဒီတရားမပြောနဲ့ကွန်ဆာတဲ့လူတောင်ကွန်ဆွဲတာပဲ။ဆေးလေးတောက်ရင်လည်းဆေးလေးဆွဲသွားတာပဲ။အရက်တောက်ရင်လည်းအရက်ဆွဲသွားတာပဲ။ဒီအမြင်တစ်ခုဟာလည်းပဲဆွဲမြဲသွားတဲ့ဒီယူဝါဒကိုမစွန့်သမျှကာလပတ်လုံးအဲ့ဒီပုဂ္ဂိုလ်ဟာတဏှာဝကတုဖို့ဆိုတာရှိနိုင်မလို့ဒီလိုဆလို့တာ ဒီလိုဆိုလို့ဒါကြောင့်မလို့ထက္ကရာဆရာကြီးကတတိပေးတယ်အဲ့ဒီလိုပုံကူမျိုးကိုတဲ့အစိတ်ပြင်းထန်တဲ့မွေဟောက်လိုပဲတတိထားကြရတဲ့ရှောင်းညဆိုအဲ့ဒီလိုတော့ဆိုရင်ကြာကြာသူ့ရဲ့ဟောပြောမှုကနားရောက်ပြီလို့ရှိရင်ကိုလည်းဒီမိစ္ဆာကြီးကွာဖြစ်သွားတယ် တခါတရံကြတော့မမမကန်ပြောတာတွေကတို့ကြောက်เสียကောင်းတယ်ဟုတ်တယ်ရောင်ရောင်ထင်ပြီးတော့အဲကို့အချိုက်ကလေးနဲ့တွေ့တဲ့အခါကျတော့သူကလက်ခံမိထက်တယ်ပေါ့လက်ခံမိလို့လမ်းကြောင်းမှားသွားပြီဆိုလို့ရှိရင်ဒီယူဝါဒတွေကအာဒာနက်ကာဟိစွန့်စွန့်မြင့်မြင့်ဆုတ်ကိုက်ထားတတ်တယ်ဒုပတိနေသက်ကြီးလွတ်ဖို့ခက်သွားတယ်ဒါတဘာဝကလူတယောက်ဟာအမြင်တစ်ခုကိုစွန့်လွတ်ဖို့ဆိုသိခံရင် သိခင်လွယ်တယ်လို့မအောင်မေ့လိမ့်မယ်ကိုယ့်ရဲ့အမြင်တစ်ခုကြောင်းဖို့ဆိုသိခင်ဒါကြောင့်မို့အာဒာနက္ခဟိထုပတိနေတကိဒီမိစ္ဆဝါဒတွေကစွတ်စွတ်မြင်းမြင်းလေးရှင်တဲ့နှလုံးထဲမှာမှတ်ယူတတ်တယ်မှတ်ယူရုံမကဘူးဆုံးလို့ဖို့ကြတော့လေဒါမှခက်တယ်ဘုရားဆူဆူကနေပြီးတော့တရားဟောတော့မှမစွန့်တော့နိုင်ဘူးဆိုပါလားအခုလိုမိစ္ဆာဒိဋ္ဌိကြီးတွေမပြောနဲ့ တာတိယဟန်ရဲ့သက္ကာယဒိဋ္ဌိမိစ္ဆာအယူဆွဲဘလောက်ကျင်းလဲမြတ်စွာဘုရားဟောတာတော့မရဘူးလေအရိဒ္ဓယဟန်ရဲ့မိစ္ဆာအယူဆွဲလဲမြတ်စွာဘုရားဟောလို့မရဘူးလေဆရာလက်ထက်ကမြတ်စွာဘုရားကိုယ်တိုင်ဟောကြားချေချွတ်ပေမဲ့လို့သူတို့အယူကိုစွန့်မှတ်သွားတယ်လို့မလုပ်ချင်ဘူးမစွန့်မှတ်ချင်ဘူးအဲ့တော့အယူဝါဒဆိုတာအမှန်တမ်းပြင်းထန်တယ် ဒါကြောင့်မလို့ထေရဆရာကြီးတွေတတိပေးတာတယ်။ဒါတတိထားဖို့တတ္တမအကလျာဏစနံအာတိဝိတမိဝရကဒီလိုမားရနဲ့အမြင်ရှိတဲ့ပုဂ္ဂိုလ်တယောက်ကိုစိတ်ပြင်းနဲ့ငွေပွေးငွေဟောက်ကိုရှောင်းတယ်လို့ပဲအဝေးကနေရှောင်းဖို့ကောင်းတယ်တဲ့သူစကားသွားနားမထောင်ပြီးစီနေ။ဘာလို့လဲဆိုတော့မိစ္ဆာဒိဋ္ဌိဖြစ်ဖို့ရအတွက်ကအကြောင်းတစ်ခုရှိတာ။ အကြောင်းတစ်ခုကပါလဲလို့ဆိုရင်ပြတော်ခောတာအဲ့ဒီသူ့ရဲ့ဟောပြောမှုမိစ္ဆာဝါဒတရားမမမကန်ဟောပြောမှုကလူတွေကိုဖန်ဆားပေးမှုအတိအကျနဲတဲ့ပုဂ္ဂိုလ်သိမ့်ပွင့်သွားနိုင်အဲ့တော့မြန်မာပြည်မှာလည်းဒါတွေကအခုရှိတယ်ဒိမာယိမာတွေအများကြီးရှိတယ်မြန်မာပြည်မှာလည်းတတိထားစရာအမှန်တမ်းကောင်းတယ် ဘေးရကုန်မှဆွဆွမြင်းမြင်းမမှတ်သားပဲနဲ့မြတ်စွာဘုရားဟောကြားထားတဲ့ဒီကာလမတုတ်တန်ရဲ့ခြင်းစဉ်လိုက်နာဖို့မတမန်တို့ရတယ်ကာလမတုတ်တန်ရဲ့ခြင်းစဉ်ဆိုတော့အစင်လာစကားဆိုပြီးတော့လမ်းဆုံးမထားနဲ့ကိုယ့်အညာနဲ့ကိုယ်ဝေဖန်ကြည့်အောင် ချောင်းကျိုးစီလျော်တယ်ဆိုပြီးတော့လည်းလမ်းဆုံးမထမ်းနဲ့။စားတဲ့ပါတယ်ဆိုပြီးတော့လည်းလမ်းဆုံးမထမ်းနဲ့။ကိုယ်ပိုင်ညာနဲ့စင်ရင်သုံးသပ်အောင်လို့ဆိုတာ။လက်ဆောင်ညာအမြဲတမ်းတတိပေး။လက်တွေ့ကြတာကိုမှယုံဖို့လောကလူသားတွေကလက်တွေ့ကြတာကိုကြော်သွားပြီးတော့လက်တွေ့မကြတာကိုယုံတာတွေကဘာမှမကြရဘူးလေလက်တွေ့မကြတာကိုယုံများကြည့်လေကဘာမှကြည့်လိုက်မယ်ဆိုရင် လူကြီးတန်ပေါင်း6000ကျော်9000ရှိတဲ့လူတွေတည်းမှာဘုရားဖတ်သခင်ဖန်ဆင်းလို့လူဖြစ်တာလို့ယုံတဲ့လူပဲဘလို့များလဲမရှိပဲလူဒီပြင်ဘက်မှာတော့သူတို့စူးစမ်းတတ်တဲ့သိပ္ပံပညာရှင်တွေဖြစ်ချင်းဖြစ်မှာဒီဘက်မှာတော့အမ်တမ်မဟိုယုံလွယ်တဲ့ပုံကိုလို့ပြောလက်တွေ့မကြတဲ့ကိစ္စတွေကိုယုံတာတွေကအမ်တမ်မတော့ကြီးပါများတယ်ဟုတ်ဒါကြောင့်မို့လို့ မြတ်စွာဘုရားသခင်ကိုရောမြတ်ဟောတဲ့တရားတွေကဒီဓမ္မလက်တွေ့ကြလက်တွေ့ကြအရှိကိုကြော်ပြီးတော့သို့မဟုတ်အဝေးကိုကြော်ကြည့်ဖို့မလိုဘူးမြတ်စွာဘုရားပြန်ဒါမို့ဘုရားဟောတဲ့တရားတွေကြည့်လိုက်လေသွားခါတ္တမြတ်စွာဘုရားဟောထားတဲ့တရားဟာတကယ် guarantee ပေးလိုက်တာပဲမမှန်ကန်ကန်ဟောတာဖြစ်တယ်အလွယ်မှမရှိစေမြတ်စွာဘုရားဟောတဲ့တရား ဝဲမာတာမရှိဘူးလိုးနေတာမရှိဘူးပိုးနေတာမရှိဘူးမမကန်ကဟောတာအဲမန္တာတော့ဟုတ်တယ်ကိုကိုတိုင်းသိခွင့်ရှိရလားလို့သိခွင့်မရှိဘူးဆိုတဲ့တရားဟာလည်းပဲသိပြီးတော့သုံးကြမှာမဟုတ်ဘူးဟောမြတ်စွာဘုရားတရားကြတော့တန်တိဋ္ဌိကောကိုယ်တိုင်းသိနိုင်တယ်အဲ့တော့ကိုယ်တိုင်းသိနိုင်တယ်လို့ဆိုကြတဲ့ကဘုရားမရှင်လက်ဆံတော့အေးကိုယ်တိုင်းသိတာဟာဘယ်လောက်ထိအောင် ချိန်ဆိုင်ရမှာတော့အကာလိကောခုလုတ်ခုတိမြတ်စွာဘုရားပြန်ဒီလိုဟာမျိုးเนาะဒါကြောင့်မလို့ကိုယ်တိုင်တိလို့မိတ်ဆွေသင်္ကားတွေကိုအေးပတ်တိကောကိုယ်တိုင်လာပြီးတော့ကြီးစမ်းပါလို့ဖိတ်ခေါ်ပြလို့ရတဲ့အရာတကယ်မရှိတဲ့ဟာဆိုဖိတ်ပြလို့ပဲရသာဝရဘုရားသခင်ဖန်ဆင်းတယ်ဆိုဘယ်လိုဖိတ်ခေါ်ပြီးပြလို့ရလဲဘယ်ရမှာတော့ ဩပနိကောကိုယ်စိတ်တဲ့နှလုံးနဲ့ရောက်ရင်ချက်ချင်းအကျိုးခံစားရတာပေါ့စိတ်တဲ့နှလုံးနဲ့ကိုအလင်းမြန်ထားတဲ့တရားနောက်ဆုံးဘုရားတရားတော်ဆိုတာတမန်ပုဂ္ဂိုလ်တွေတော့ခံစားနားလည်နိုင်မှာမဟုတ်ဘူးပစ္စတံဝိဒတ်ကောဝิญญူဟိသိပညာရှိမှခံစားနားလည်နိုင်တယ်အဲလူဘိန်းတွေကတော့အများပြောလို့ရှိရင်ယုံလိုက်တယ်ဟုတ်တယ်မဟုတ်တယ်လက်တွေ့ကြတယ်မကြဘူးဘာတစ်ခုမှစဉ်းစားမှာမဟုတ်ဘူး ရသဗျာတရားကြအဲ့လိုမဟုတ်ဘူးတဲ့လက်တွေ့ကြကြစဉ်းစားတတ်တဲ့ပုဂ္ဂိုလ်ကမှလက်ခံတာအဲ့တော့အမှန်တမ်းရှင်းတတ်စရာကောင်းတယ်ပေါ့ဒီဒါကြောင့်မလို့မိစ္ဆာဒိဋ္ဌိဖြစ်ဖို့ရာအတွက်ကပရတောခောတမမမကန်ဟောပြမှုတွေကိုသွားပြီးတော့နားထောင်မိမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့နှလုံးသားကလည်းယောနိတော်ပနတိကာရဆိုတာမရှိဘူးအာယောနိတော်ပနတိကာရ unwise attention နော် အသိဉာဏ်မပါဘဲနဲ့နှလုံးသွင်းမိသို့မဟုတ် improper attention ပေါ့မသိမတော်မသိမလျော်နှလုံးသွင်းမိပြီဆိုရင်လက်ခံသွားရောလက်ခံသွားတဲ့အခါဒါမိစ္ဆာတိတိဖြစ်သွားကျလို့ဆိုလို့လားအမြန်မာနိုင်ငံမှာလည်းပဲတရားနဲ့ပတ်သက်ပြီးတော့ကျိမ့်ပါရိမ့်ပါလေးတွေဆိုလိုတာ interpretation ပေါ့မြတ်စွာဘုရားတရားတော်တွေ ကိုကြိုက်တယ်လို့ဘာသာပြန်ပြီးတော့ကိုကြိုက်တယ်လို့အဓိပ္ပာယ်ဖြန့်ဆိုတာအမြဲတမ်းအန္တရာယ်များအမြဲတမ်းအန္တရာယ်များဒါမျိုးတွေမရှိဘူးမဟုတ်ရှိအများကြီးဖြစ်ကိုကြိုက်တယ်လို့ဘာသာပြန်လို့မရဘူးမြတ်စွာဘုရားအားလုံးဟာသူရနဲ့သူတတ်တတ်မတ်အကုန်လုံးရှိရည်သားတယ်ချင်းစကလုံးတွေအသေးငယ်ကိုဖွင့်ဆိုထားတဲ့အကြမ်းကအဘိဓမ္မာခုနှစ်ကျမ်းထဲမှာဝိဘင်းကျမ်းဆိုတာရှိရှင်းပြတာ ဓမ္မသင်္ကဏီတို့ဆိုတာလည်းပဲသဘာဝတရားတွေကိုဖွင့်ဆိုရှင်းလင်းထားတာပဲဝိပင်းကျဆိုတာလည်းဖွင့်ဖွင့်ဆိုရှင်းလင်းထားတာပဲထို့ထို့တုတ်တန်နေမှာလည်းပဲမြတ်စွာဘုရားကိုယ်တိုင်ဒိဋ္ဌိဒီတုတ်မှာမဖွင့်ဆိုရင်နောက်တဲ့တုတ်မှာဖွင့်ဆိုတာမြတ်စွာဘုရားဟောတဲ့တရားတော်တွေကိုစုံစုံညီညီစုံစုံပြည့်ပြည့်စုံစုံလေ့လာကြည့်မယ်ဆိုရင်ဘုရားဟောလို့ရင်းရဲ့အဋ္ဌကယအမတန်မှထင်ရှားပါတယ် အဲ့ဒါလို့မဟုတ်ဘူးကိုကြိုက်တယ်လို့ဘာသာပြန်လိုက်ပြီဆိုတဲ့အခါအိမ်ဓမ္မအန်နေများဘုရားမဟောတာကိုခေါ်လို့တယ်ဒီခေါ်တာကြတော့မဟောဘူးလို့လို့ဓမ္မရင်းနဲ့အယူဆတဲ့ခုဖြစ်သွားအဲ့ဒီမာယွန်းနဲ့အယူအဆတခုကိုဆုပ်ကင်ထားလိုက်ပြီဆိုလို့ဆိုတာအမှန်တမ်းအမြင်ကြီးတယ်။ကိစ္စတခုဖြစ်သွားတယ်။ဒါကြောင့်မလွန်တတိထားရတယ်